ဝမ်ဘကစာချုပ်တဲ့ကံလန်းလောင်ရင်တော့လက်ခံဖို့မတိကြတော့ဘူးလို့ဆိုလာတဲ့ဆိုလင်ဦးပြည်သူများအားလုံးပဲမင်္ဂလာပါရှင်ကြော်ကြား MMA Sport Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ တမ်နီဆိုလေးဦးကတော့ဒီတခါစာချုပ်သက်တမ်းကုံဆုံးသွားလို့ဝမ်ဘက်ကစာချုပ်တိကန်လှမ်းလာခဲ့ရင်တော့သူ့အနေနဲ့ဆက်ကစားဖို့မသေးကြတော့ဘူးဆိုပြီးဖွဲ့ဟပြောဆိုလာခဲ့ပါရယ်ဆိုလေးဦးဟာ2023ခုနှစ်မှာဝမ်ချန်ပီယံရှစ်ကိုစတင်ရောက်ရှိလာခဲ့ပြီး၃ဘွဲ့ဆက်နိုင်ပွဲနဲ့အတူဝမ်ရဲ့ဒေါ်လာ3သိန်းနဲ့စာချုပ်ကြီးကိုလက်ခံရရှိခဲ့တာဖြစ်ပါရယ်ဒါပေမဲ့လေဆိုလေးဦးဟာလက်ရှိမှာနိုင်ပွဲပြောင်းဆုံနေတာတနည်းနည်းပါရှိပြီးဖြစ်သလိုအသက်အရွယ်ရလာတာကြောင့်လက်ရည်ကျလာတယ်လို့ဆိုရမဲ့သူဖြစ်ပါရယ် ဆိုလုံးနေနေပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လ5ရက်နေ့ကတိုင်းဖိုက်တာပေါ်စီရီကိုဒုတိယကြိမ်မှလဲတို့နဲ့အနိုင်ရရှိပြီးကြတဲ့ကနိုင်ပွဲပြတ်ဆုံးနေကြတာဖြစ်ပါတယ်။စာချုပ်ရရှိပြီးတဲ့နောက်နဘီဆက်ဆက်နဲ့ကိုတွန်းတို့လိုတိုက်တန်းဖိုက်တာတွေနဲ့ကြီးတွေ့ပြီးတပွဲမှလည်းမနိုင်တော့ဘူးဖြစ်ခဲ့ပါတယ်။လာမယ့်ပွဲမှာဆိုလုံးဟာဗစ်တိန်နမေကျော်မွေတိုင်းကန်နဝင်းလီရန်ဟာရီဆန်နဲ့ကစားရမှာဖြစ်ပါတယ်။ကနအူရောကဒီပွဲကိုအမေရိကန်နိုင်ငံကော်လိုရာဒိုပြည်နယ်မှာကျင်းပဖို့စီစဉ်ထားခဲ့တာပါ။ဒါပေမဲ့လို့ကောင်းပွဲရဲ့အဓိကကစားသမ မှစတက်ဖက်တက်တရားရရှိသွားခဲ့တာကြောင့်ဘွဲကပြတ်သွားတာပဲဖြစ်ပါရယ်ဒီလိုနဲ့ပဲဝမ်ဟာဆိုပါဘွဲကိုအမေရိကန်မှာမကျင်းပါတော့ပဲလာမယ့်နိုဝင်ဘာလ16ရက်နေ့ဂျပန်နိုင်ငံတိုကျိုမြို့မှာပြောင်းရွှေ့ကျင်းပသွားတော့မှာဖြစ်ပါရယ်အခုဆိုရင်ဆိုလင်းကသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကျွန်တော်သိရသလောက်တော့ဝမ်နဲ့စာချုပ်က6ပွဲဆိုတော့ကစားဖို့3ပွဲကျန်နေပါသေးတယ်။လာမယ့်3ပွဲကိုကျွန်တော်အကောင်းဆုံးပြင်ဆင်ကစားတော့မှာပါ။နိုင်ရင်လည်းနိုင်မယ်၊ရှုံးရင်လည်းရှုံးမယ်။ရှုံးရင်တော့ဝမ်ဘက်ကကျွန်တော်ကိုထက်ခေါ်ဖို့စီစဉ်မရှိတော့ပါဘူး။ပွဲကလည်းကောင်းမယ်၊ရပ်သားကလည်းပေးမယ်ဆိုရင်သူတို့ကျွန်တော်ကိုထက်ကန်းတန်းနိုင်အောင်ကျွန်တော်ဘက်ကမတည်ကြတော့ပါဘူး။ကျွန်တော်လည်းကစားတာနှစ်တည်းများနေပြီဆိုတော့စဉ်းစားရအောင်ပါပေါ့လို့ပြောကြခဲ့တာဖြစ်ပါရည်။ဒီတစ်ခါမှရင်ဆိုင်ရမယ့် Harrison ကရိုးရပရိသတ်တွေနဲ့အကြောင်းတော်ကရန်စားရှိခဲ့ဘူးသူဖြစ်ပါရည်။နောက်ဆက်ကိုခုနှစ်တုန်းက Harrison ရစန်ဟာရိုးရောက်ကိုချင်မကြည့်ဘူးလို့ဝေဖန်ပြောဆိုခဲ့တာကြောင့်ကနေဒါသားကြီးဒေဝကိုရိုင်းကရိုးရောက်မှာထိုးဖို့စိန်ခေါ်ခြင်းခံထားရသူဖြစ်ပါရီ။ဒါပေမဲ့အဲ့ဒီချိန်တုန်းကဟာရစန်ဝက်လက်ကြောင်ပဲလုံးနေတာကြောင့်ပွဲကားဖြစ်မလာခဲ့တာပါ။ဝမ်မာဆွန်လုံးဒေါ်လာတသိန်းနဲ့စာချုပ်ရသွားတော့ကလေအခွင့်အရေးညှော့ရင်တမဏီကြီးနဲ့ထိုးသက်ခြင်းတည်းဆိုပြီးပြောဆိုခဲ့ပူတာကြောင့်ဒီပွဲမှာမြန်မာရိုးရိုးပရိသတ်တွေအတွက်တော့ dream match ဖြစ်တယ်လို့ဆိုရမှာပါ။ဟာရီဆန်ရဲ့ပွဲနဲ့ပတ်သက်ပြီးဆွန်လုံးက ကျွန်တော်ကတော့သူ့ကိုဘယ်လိုပြောမလဲသူကပဲကျွန်တော်ကိုလဲထုံမလားကျွန်တော်ကပဲသူ့ရဲ့လက်သီးကိုခံနိုင်မလားကျွန်တော်ကိုပရိသတ်တွေကတမ်မီလို့ပြောကြရလေတမ်မီဆိုတဲ့နာမည်ကလွယ်လွယ်လေးနဲ့ဖြစ်လာတာလို့သူလဲထင်မှာပေါ့ဒါပေမဲ့ကျွန်တော်ပြောချင်တာကသူကပဲကျွန်တော်ကိုလဲထုံမလားကျွန်တော်ကပဲသူ့ကိုလဲထုံမလားဆိုတော့ပရိသတ်တွေကိုစောင့်ကြည့်စေချင်တယ်သူ့ဘဝကိုကြည့်ဘူးတယ်သူလဲချင်တာကို တွေ့ဘူးတယ်သူကလည်းကောင်းတဲ့ကစားသမားပါ။ဒါကြောင့်လဲဝမ်းမပွဲရကြီးပဲထိုးနေရတာလေ။ကျွန်တော်ကတော့သူ့ကိုမကြောက်ပါဘူး။မကြောက်ဘူးဆိုတာကလည်းသူ့မှာအားငယ်ချက်တွေကကျွန်တော်ထက်အများကြီးရှိတယ်။ အသက်ပိုင်းကလည်းကျွန်တော်ထက်ကြီးတယ်အသက်ရွယ်ရလာပြီဆိုတော့ ਨੇ စတမနာအားနည်းလာပြီလေဒီဘွဲကကျွန်တော်ထက်အရေးတကအရေးကြီးဆုံးပွဲပါပဲဒီဘွဲသာရှုံးနေခဲ့မယ်ဆိုရင်ဝမ်ပွဲကြီးမှထိုးခွင့်ရမှာမဟုတ်တော့ဘူး Friday fight day မှာပဲထိုးရမယ်ကမ္ဘာတိတ်တန်းနိုင်ငံမှာထိုးရမယ့်ပွဲဖြစ်တဲ့အတွက်ကျွန်တော်ထက်ပြောင်းလဲဖြစ်လာမှာပါဒီဘွဲကိုနိုင်မယ်လို့ယုံကြည်ပါတယ်ဆိုပြီးပြောဆိုသွားခဲ့ပါတယ် Wave ဆော်စားလို့ပါကတက်တက်ထားတဲ့ page တွေမှာဆော်စားလို့ရပါတယ် promo code SYS7 ကိုအသုံးပြုပြီး100% bonus ရယူလိုက်ပါ ဟုတ်ကဲ့ပါရှင် view လေးကတော့တလောက်ပါပဲနောက်နေ့မှာလည်း MMA နဲ့ပတ်သက်တဲ့သတင်းကြော်တွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ရဲ့ page လေးကို like and follow လုပ်ပြီးဒီ video လေးကို share ပေးဖို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါစေရှင်